တောင်ဝင်းမြို့နယ်မှလွာကုန်းထေးကျွဲကရက်ွက်မှာရှိတဲ့ Riot Star ရေတန့်ဆက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ဟာ Fevile 6ရက်နေ့ဒီကနေ့နဲ့နဲ့2နိုင်ဝင်းကျင်ကဖောက်ထွင်းခံခဲ့ရပါတယ်။ဒီဖောက်ထွင်းမှုကတော့ Fevile 6ရက်နေ့နဲ့နဲ့2နိုင်ဝင်းကျင်လောက်မှာအသက်20ဝင်းကျင်ခန့်ရှိတဲ့အမျိုးသားတအူးဟာစိုင်ဘေးလမ်းကြားကနေစိုင်ရဲ့ပရင်းပေါက်တကားကတန်ပန်းတကားကိုဖျက်ပြီးဝင်ခဲ့တာဖြစ်ခါစိုင်မှာအိတ်နေတဲ့မန်နေဂျာရဲ့7သုံးသိန်းခွဲပါတဲ့ပတ်စံအိတ် iPhone 5S Samsung Tablet တို့ကိုခိုးယူသွားတယ်လို့သိရပါတယ်။ ဒီလိုခိုးယူခံခဲ့ရတာနဲ့ပတ်သက်ပြီးစိုင်းပိုင်ရှင်ဖြစ်သူကအခုလိုပြောပါတယ်တော်တော်လုံးစားဖြစ်တာပြီးခဲ့တဲ့ဝါလောက်ပေါ့နော်တလာပိုင်း15လောက်တခါဖြစ်တယ်အောက်တန်းကြီးဖြစ်တယ်ပြည်တော်ဟိုဘေးကနေတခါကိုဖွင့်သွားတယ်တာမန်တကားလေးကိုဖွင့်တယ်ပြီးတော့လူနေတကားဖွင့်တယ်ပြီးတော့ယူတဲ့အဲဘေးကြီးကတ်တဲ့ခါကျတော့အဲ့ဒီကနေတော့အဆိုင်တိုက်ပြီးယူသွားတယ်အဲ့တော့အကျွေတွေပဲအကျွေ150တိုင်းပြည်တာ9000မလို့ရှိတယ်ယူတော့စားစားနေတယ်ယူတယ်ယူတော့အဲ့ကြားထဲမှာစားစားနေတဲ့အသုံးဝင်တဲ့ခါကျတော့ဘေးကြားနမ်းဘေးကြားကပြည်ပြီးထားခဲ့လိုက်တယ်အဆက်နေပဲယူတော့ပြေးသွားတယ် အဲ့နဲ့ကျွန်တော်နောက်ပိုင်းတကားတွေပါကြဒုံဂျုံပေါ့နော်ကျွန်တော်လူမီယာယူတကြတော့လီပါကြတကြပြန်လှုပ်လာတယ်လှုပ်ပြီးတော့မနီယာညတကားနောက်ဘက်တကားနောက်ဘက်မှာအဲခါရဲနဲ့လူရှိတယ်မနီယာတော့ဘလိုလိုမှပြန်သွားတော့လူရှိဘူးအဲ့ကန်တကားကိုဖွင့်ပြီးတော့တန်မန်တကားကြီးကိုဟပြီးတော့ကလန့်ပြီးတော့သူဝင်လာအထဲထိဝင်လာဝင်လာပြီးတော့ကျေးမေးချင်းဝင်လာဝင်လာပြီးတော့ဒီထဲထိရောက်လာဒီဆိုင်ထဲထိရောက်လာအဲ့တကူကအထဲထိရောက်လာရောက်လာပတ်ကြည့်တယ်ကြည့်လိုက်ကြည့်ပေါ့နောက်ဘာမှသူမတွေ့ဘူးဘယ်တော့ကျတော့ဒီဘက်ဘေးကြားထဲမှာလေကားကြည့်တယ် လေကားမှာသူဖဏလေးတွေ့သွားတယ်အဲ့ဒါလေးတွေ့လို့သူအဲထဘိုးဘော်ဒီပေါ်တက်တယ်တက်သွားတက်သွားပေါ်ထမ်းမှာပတ်ဆက်ရေးသူကဘေးအိတ်ရဲ့ဘေးနားလေးမှာပတ်ဆက်အိတ်ကေဖုံးငယ်ဂုံထားရတယ်အဲ့ဒါသူကစီမီတီဗီတက်ပြီးယူပြီးတော့စီမီဘေးယူလာစီဒီမှာအကုန်ရှိတယ်မတန်းနေရှိတယ်လူတွေကစင်းလာတယ်စင်းနေစစ်တာကိုအဲပေါ်တယ်ပြန်ဖောက်သွားတယ်မနေ့လည်းကြောက်သူကနူးလင်းလို့ရောဖုံးလိုက်မှာရှာစမ်းတာပေါ့နော်ပတ်ဆက်အိတ်ဒီမှာညာစမ်းလက်ပြေးတောင်းမှာပန်းတော့စင်းနေစစ်ဘာမှမတွေ့တော့ဘူးမတွေ့တော့ကျွန်တော်ဒီပုံစံအကြောင်းကြား လောကုန်းထင်းကျွဲရက်ွက်အုပ်ချုပ်ရေးမှုကတော့ဒီရက်ွက်ထဲမှာပစ္စည်းတွေခဏခဏပျောက်ပြီးဒီလိုခဏခဏပျောက်နေတာဟာတရားဥပဒေစိုးမိုးမှုအားနေတဲ့အတွက်ခိုးတဲ့သူကဒီမှာပဲခဏခဏလာခိုးတာလို့သုံးသက်ကြောင်းပြောပါရယ်။မလောကုန်းထင်းကျွဲရက်ွက်မှာကားခိုးမှုလည်းဖြစ်ပွားသလိုကားနှောက်ကြည့်မှန်တွေလည်းမကြာခဏပျောက်တယ်လို့အဆိုပါရက်ွက်မှာနေသူတွေစီကစုံစမ်းသိရှိရပါရယ်။